်င်္ဂလာပါကျွန်တော်တို့2024ခုနှစ်မေကွန်းနေ့တွေကဒီပထမဆုံး question number 1 initial letters နဲ့ပတ်သက်တဲ့ဒီလေ့ကျင့်ခန်းလေးလုပ်ကြည့်အောင် complete the sentences with the appropriate words တင်တော်ရဲစကလုံးနေနဲ့ဝါချတွေကိုဖြည့်ဆွပေးပါဒီ initial letters are given အစားအစလုံးလေးကိုပြီးထားပါတယ်အဲ number 1လေးအစားကြည့်ကြည့်မယ် we were blank to see that a choir student in our class won the first prize in the language competition ဲ့တော့ we were blind to see that အဲ့ချင်းလာမဲ့တစ်ချက်ကဒီလိုမျိုးတွေ့ရလို့ပေါ့နော်မြင်ရလို့ blank ဖြစ်ခဲ့။ဘာလို့လဲဆိုတော့ that acquire student in our class သူအတန်းတွေကအေးတဲ့ကျောင်းသားက won the first prize ပထမဆုံးရတာပေါ့ in the language competition ဆိုရင်ဘာသာစကားပြိုင်ပွဲမှာအဲ့တော့ဘာသာစကားပြိုင်ပွဲမှာဆိုရင်ဘာသာစကားစွမ်းရည်တွေတက်တဲ့အပြင်ကိုယ့်ရဲ့ဟန်ပန်အမူအရာတွေနော်လဟန်ချင်ရည်တွေစသဖြင့်ဒါမျိုးလေးအကုန်လုံးလည်းကြည့်ပြီးအကဲဖြစ်တယ်မလားအဲ့တော့ဒီလိုမျိုးအေးအေးလေးနေတဲ့အကြောင်းသားက language uh, competition မှာပထမဆုံးရတယ်ဆိုလို့ဆိုတော့ဟိုမဖြစ်နိုင်တာကြီးပေါ့အကုန်လုံးပါဖြစ်သွားတယ် and all why ကြတော့ဆိုရင် and all why လို့အဓိပ္ပာယ်ရတဲ့ s နဲ့စတဲ့စကားလုံးကဘာဖြစ်တယ်လဲ surprised ပေါ့နော် surprised L2R PRISCD surprise trapeze R2 studies have shown that လေလာမှုတွေကနေပြီးပြသထားတယ် that noise blank can cause heart disease အော်ဒီ noise blank ကနေပြီးနှလုံးရောဂါကိုဖြစ်စေနိုင်တယ်ဆိုတာကိုလေလာမှုတွေကနေပြသထားတယ်အဲ့တော့ noise phi နဲ့ဆက်ထားတဲ့ဥစား ဟာဒါမျိုးဆိုရင်တခြား air pollution တော့ water pollution တို့လိုမျိုးပဲဘာဖြစ်မလဲ noise pollution ဖြစ်မှာပေါ့အဲ့တော့ p နဲ့ဆက်ထားဖြစ်ကြအောင်မလို့ pollution စမ်းလာမယ် p o l l u t r o n pollution 3 doing business is taking a blank we are not sure if we can make a profit or not our doing business or စီးပွားရေးလုပ်ရတာက is taking a blank blank you are ပဲပေါ့ တော့ဘာဖြစ်လို့လဲ we are not sure if we can make a profit or not အမြဲရမယ်မရဘူးဆိုတာမသိချောက်ဘူးနောက်ဆိုရင်အမြဲရခြင်းလည်းရနိုင်တယ်ရှုံးတယ်ရှုံးသွားနိုင်တယ်ကိုကဘာလို့ကြည့်ရတာလဲစွန့်စားကြည့်ရတာပေါ့အဲ့တော့စီးပွားရေးလုပ်တယ်ဆိုတာတကယ်တော့ဘာယူရတာပဲလေ risk ယူရတာပါပဲ r i s k risk number 4 to dispose of blank waste from factories is an issue that governments have to address immediately dispose of something ဆိုတာတခုခုကိုစွန့်ပစ်တာရှင်းထုတ်တာဒီလိုမျိုးအထိပေးရပါတယ်အ to dispose of blank waste from factories စေယုံတွေက blank waste ကိုဒီလိုစွန့်ပစ်တဲ့ဥစ္စာက is an issue ပြဿနာတစ်ခုပေါ့ဘလို့ပြဿနာလဲဆိုတော့ that governments have to address immediately အစိုးရချက်ချင်းကန်တွေရမယ်ဒါပြဿနာတစ်ခုဖြစ်ပါတယ်အဲ့တော့ဒီမှာ keywords နေနေဆိုရင် factories ကိုစဉ်းစားရစေယုံတွေကထုတ်တဲ့ waste တော့ဘာ waste ဖြစ်နိုင်မှာလဲ ဒီစမုတ်လုပ်ငန်းနဲ့ဆိုင်တဲ့အညစ်အကြေးတွေစွန့်ပစ်ပစ္စည်းတွေပဲဖြစ်မှာပေါ့ industrial waste လို့ပြောရမယ်ဒီဒါကြောင့်မလို့ i နဲ့စထားတဲ့ခါကျတော့ industrial ကိုစဉ်းစားမယ် i n d u s t r i a -E l industry number 5 out of the blank my friend moved to another school without saying goodbye to me အဲ့တော့ out of the blank တငယ်ချင်းကတခြားကြောင်းတစ်ခုကိုငါ့ကိုနှုတ်မဆက်ဖ ೇನೆ ဖာလို့တော့လေပြောင်းသွားတယ်။နောက်စရင်တစ်ခုခုကိုမမျော်လင့်မဲနဲ့ပေါ့နော်။အဲ့လိုမျိုးမမျော်လင့်မဲ unexpectedly လို့တဲ့သဘောမျိုးဆိုရင် out of the အနောက်ကအယောင်နဲ့ဆန်တဲ့စကလုံးတစ်ခုစဉ်းစားမယ်။ B နဲ့ဆက်တာဘာဖြစ်မလို့ blue ပေါ့ out of the blue Number 6 Lekwawe is the most attractive attractive Myanmar blank at trade fairs and exhibitions trade fair ဆိုတာကုန်စည်ပြပွဲတွေကိုပြောတာပါ exhibition ဆိုတော့ပြပွဲတွေပေါ့အဲ့တော့ကုန်စည်ပြပွဲတို့ပြပွဲတို့မှာအဲ့ဒီလက်ခော်ဝဲဆိုတဲ့ယွန်းတွေတွေကဆွဲဆောင်မှုအရှိဆုံးမြမဘာဖြစ်လက်မှုပစ္စည်းတွေဖြစ်မှာပေါ့နော်အဲ့တော့ h နဲ့စားထားဆိုဒီယွန်းတဲ့ပစ္စည်းဆိုလက်မှုပစ္စည်းလေအဲ့တော့လက်မှုပစ္စည်းကိုအင်္ဂလိပ်လို handicraft လို့ခေါ်ပါတယ် handicraft နော် h a n d i c r a f t Okay, number seven, empathy, respect and love and loyalty are social blank that every society must have. empathy ဆိုတာမျှဝေခံတာ respect train လေးတာ left နာအချစ် and loyalty တစ္ဆာရှိတဲ့ဥစ္စာတွေက a social blank that every society must have လူအဖွဲ့အစည်းတိုင်းမှာရှိရမယ့်เนาะလူမှုဘာတွေဖြစ်မလဲ တန်မိုးတွေဖြစ်မှာပေါ့နော်တန်မိုးအင်္ဂလိပ်လို values လို့ခေါ်ပါတယ်ဒါကြောင့်မဒီဥစားအဖြစ်ရ V A L U E S value ဆိုပြီးဖြစ်ရ Number 8 I cannot go to school tomorrow as I have an blank with the dentist with the dentist I cannot go to school tomorrow so မနေ့ပြန်ကြောင်းမတက်နိုင်ဘာဖြစ်လို့လဲ as I have an blank with the dentist သွားဆရာဝန်နဲ့ blank လောက်ထားတာရှိလို့တဲ့ကြတော့ဆိုရင်ဆရာဝန်နဲ့တွေ့ဖို့ဆိုရင်ဒီလိုမျိုး ကျင်းစုချက်ယူလို့ဆိုတော့ appointment လို့ခေါ်ပါတယ်အဲ့တော့ have an appointment ပေါ့ချိန်ထားတာရှိလို့အဲ့တော့ appointment ဆိုအင်္ဂလိပ်ဘယ်လိုခေါ်မလဲဘယ်လိုပေါင်းမလဲ A P P O I N T M E N T appointment number 9 a patron taken exercise လက်ကျင်လုပ်တဲ့အပြင် eating blank food is the best means to keep fit အဲ့တော့ blank food ကိုစားတဲ့ဥစားကလေးတွေကျန်းမာအောင်နေဖို့အတွက်အကောင်းဆုံးနည်းလမ်းနည်းလမ်းဖြစ်ပါတယ် အဲဆိုတော့ဒီလစ်ချင်ငယ်လောက်တာလေကျမောင်းနေဖို့အတွက်နီလန်တစ်ခုဖြစ်တယ်နောက်တစ်ခုကအစားတောက်စားမယ်အစားတောက်ကတော့လူတိုင်းစားနေကြတာပဲလीအဲ့မှာကျမ်းမာစီတဲ့ဥစားရှိရင်မကျမ်းမာစီတဲ့ဥစားရှိဒီနေ့မှာဘလို့ဘလို့အစားတောက်တွေစားရင်ဒီကျမ်းမာဖို့အတွက်အကောင်းဆုံးနီလန်ဖြစ်မလဲအဟာရရှိတဲ့ဥစားစားရမှာပေါ့တကယ်လို့များ N နဲ့စားမယ်ဆိုတော့ nutritious ဆိုတဲ့စကားလုံးစဉ်းစားလိမ့်မယ် W နဲ့စားရတဲ့အတွက်ကြောင့်မလို့ဘာဖြစ်တယ်လဲ wholesome ပေါ့အဲ့တော့အဟာရပြည့်ဝတော့လို့အတိပ္ပယ်ရတယ်ဒလူနဲ့စားရတဲ့စကားလုံးက wholesome ပါ W H O L E S O M E wholesome Okay the last one high blank is a common symptom of infectious diseases အဲ့ blank မြင်မာတဲ့ဥစ္စာကကုသရောဂါတွေရဲ့နော်ဒီအတွေ့အများတဲ့ရောဂါလက္ခဏာတခုဖြစ်ပါတယ်ခဲ့တော့ဆိုရင်ကုသရောဂါတွေမှာအတွေ့အများတဲ့ဥစ္စာတခုဆိုဘာဖြစ်လဲအဖျားပြင်းထန်တာပေါ့နော်အဖျားကြီးရပေါ့အင်္ဂလိပ်လိုဆိုရင် high fever ဖြစ်ရအောင်အဲ fever ဘယ်လိုပေါ့မလဲ F E V E R fever ဒီလိုမျိုးဖြစ်ပါလိမ့်မယ် အဲ့တော့အခုဒီမှာပြောခဲ့တဲ့အချက်တွေအကုန်လုံးပြင်ပြီးတော့အဖြေလေးပြန်တိုက်ကြရအောင်1 surprise 2 pollution 3 rakes 4 industrial 5 blue 6 handicraft 7 values 8 appointment 9 wholesome and 10 fever တိုက်ပြမယ်နော်ဒါတော့ဆိုရင်ဒီ initial letter 3ပြထားတဲ့ကွက်လက်ကလေးတွေကိုဘယ်လိုစဉ်းစားဖြည့်ဆည်းရမလဲဆိုတော့နားလည်ပြီးလို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်